အားလုံးမင်္ဂလာပါဒီနေ့ကတော့အမဘော်ရီမေရှာမန့် guide ဆိုတဲ့ဇာတ်လေးကိုရှင်းပြပေးသွားမယ်အရင်ဆုံးအမဒီဇာတ်အမဆိုလို့ရှိရင်ရှေ့အတစ်ကွက်နှစ်ကွက်သုံးကွက်ပေါ့နော်ရှေ့ဇာတ်သုံးကွက်ကိုပဲအမအရင်ဆုံးရှင်းသွားမယ်ဒီဘက်ကမြန်မာလိုရေးထားတဲ့ဟာလေးကိုတော့ခဏထားခဲ့မယ်ဒီမြန်မာလိုရေးထားတဲ့ဟာလေးကကြတော့ ော်ဒီမေရှာမန့် guide ဆိုတဲ့အတိုင်းပဲကိုစီကိုကလေးတယောက်ကလာအပ်တယ် ready made နဲ့မရှုပ်ရှင်ဘူးသူကလေးနဲ့ကွက်တီကိုပဲရှုပ်ရှင်တာဆိုရင်ဒီကိုတိုင်းနဲ့အတိုင်းမရှုပ်ပေးရပါဘောနော်အဲ့ဒီအချိန်မှာကိုတိုင်းဘလို့တိုင်းရမလဲဆိုတာလေးကိုအမသေးစိတ်လေးဒါရေးပြပေးတာဘောနော်အဲ့တော့ဒီကိုတိုင်းကြီးပတ်သက်ပြီးတော့အမဗီဒီယိုတစ်ခုတက်တက်တင်ပေးမှဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာပဲဒီဒီဟာလေးကိုဆက်ပြီးတော့လေးလာမယ်ဘောနော်အဲ့တော့လောလောဆယ်ဒီတစ်ကွက်ကိုရှင်းထားပေးမယ်အမတို့အရင်ဆုံးဒီရှေးစရာ၃ကွက်ကိုပဲလေးလာမယ်ရှေးစရာမှာဆိုအမဘာရေးပေးထားလဲဆိုလို့ရှိရင်ဒီနံပါတ်၁စရာကွက်မှာဆိုလို့ရှိရင်ဒါကိုတိုင်း ုင်းနေရဲ့မြန်မာလိုခေါ်ဝနံပါတ်2ကကြတော့ဒါအင်္ဂလိပ်လိုအခေါ်ဝနံပါတ်3ကကြတော့ short language ပေါ့နော်အတူကောက်လေးအင်္ဂလိပ်လိုခေါ်ဝရဲ့အတူကောက်လေးကိုဒါပေးထားတာဒီဟာတွေကိုဘာလို့လေးလာထားမလဲတက်ထားမလဲဆိုလို့ရှိရင်အမားတို့ကပတန်တစ်ခုကိုစဆွဲတော့မယ်ဆိုပုံသေးနီးတွေလိုတယ်ပေါ့နော်အတူကောက်တွေပဲဒီလို BWH စသဖြင့်ပေါ့နော်အတူကောက်လေးတွေနဲ့ပဲပုံသေးနီးတွေကိုပေးထားမှာအဲ့တော့ကိုက B လို့မြင်လိုက်တာနဲ့ အော်ရင်ကိုပြောတာပါလားဘတ်ကိုပြောတာပါလားဆိုပြီးတော့တန်းပြီးတော့တီးဖို့လိုတယ်အဲ့ဒီအတွက်ဒီအတူကောက်လေးတွေရဲ့အခေါ်ဝေါ်လေးတွေပေါ့နော်မြန်မာလိုခေါ်ဝေါ်အင်္ဂလိပ်လိုခေါ်ဝေါ်အတူကောက်လေးတွေကိုအမဒီစရာထဲမှာအကုန်လုံးပေးထားပါပေါ့နော်ဒါတွေကမစုံသေးဘူးနောက်ထပ်အများကြီးရှိသေးတယ်ဒါပေမဲ့အခုကမှကလေးဝစ်ကိုပဲသင်มาဖြစ်တဲ့အတွက်ဒီကလေးဝစ်မှာပါတဲ့အခေါ်ဝေါ်ရဲ့အတူကောက်လေးလိုအပ်တာလေးကိုပဲအရင်ဆုံးစရာနဲ့ထုတ်ပြီးတော့ဒါပြောပြပေးထားပါပေါ့နော် ဒါလေးကအလွတ်ကျက်ထားဖို့လဲလိုတယ်ဒါမှမဟုတ်ကိုကနောက်ပိုင်း Pinterest တို့ YouTube တို့စသဖြင့်ပေါ့နော်သူများတွေသင်ပေးထားတဲ့ပညာဒါနတွေဖြစ်ဖြစ်လိုက်ပြီးတော့ကိုကလေးလာတာဖြစ်ဖြစ်ပေါ့နော်ပတ်တန်တွေလိုက်ဆွဲကြည့်မယ်အဲဒါမှမဟုတ်ကိုအိမ်မှာစာအုပ်တွေဝယ်ပြီးတော့လေးလာမယ်ဆိုရင်တော့မှဘလို့ပဲလေးလာလားပတ်တန်ဆွဲနေမှာဆိုမှတို့ဒီအဲအတူကောက်ခေါ်ဝေါ်လေးပဲသုံးကြဖြစ်တဲ့အတွက် အတူကောက်လေးကိုမြင်တာနဲ့ကိုကဩဘယ်အတိုင်းဘယ်ခဏကိုအတိုင်းကိုပြောတာပဲဆိုပြီးတော့အဲဘယ်ဟာရဲ့အတိုင်းကိုပြောတာပဲဆိုပြီးအဲ့လိုမျိုးတန်းတီထားလို့ရှိရင်ဒါအစာသွင်းပြီးတော့တွက်သွားရုံပဲပေါ့နော်ပတ်တန်လေးကိုလေးလာတဲ့အခါမှာလည်းလွယ်မယ်ပေါ့နော်အဲ့တော့အမားတို့ကဒီရာလေးရတော့မဖြစ်မနေဒါအလို့ကြက်ထားရင်လည်းကြက်ထားဒါမှမဟုတ်နေ့တိုင်းဖတ်ပေါ်မှတ်ပေါ့နော်ဒါမြဲအလို့ကြက်ထားရင်ပိုကောင်းနေတတတဆိုတန်းသီးတော့ကိုတန်းပြီးတော့နားလဲလွေတာပေါ့။ Okay အဲဆိုရင်ဇေယားလေးကိုစပြီးတော့ချင်းပြပေးသွားမယ်။ အာရင်ဆိုလို့ရှိရင်မတို့က bus လို့ခေါ်တယ်သူရဲ့အတူခေါက်က b ကားဆိုရင် weight လို့ခေါ်တယ်သူရဲ့အတူခေါက်က w တင်းဆိုရင် hip h တင်းမြင့်ဆိုလို့ရှိရင် hip length h l လဲပင်းဆိုရင် neck n ပခုံးဆိုရင် shoulder s ရင်ကျယ်ဆိုရင် front weight f w ကြောကျယ်ဆိုရင် back weight b w ခေါက်ကားဆိုရင် back weight length b w l အရှိဆိုရင် length l ဂျိုင်းဆိုရင် m h o a h ရှေ့ကျိုင်းဆိုရင် front m ho f a h နောက်ကျိုင်းဆိုရင် back m ho b a h လက်အရှိဆိုလို့ရှိရင် sleep land s l ညာနာပြန်ရင် green line g l ပေါ့နော် okay အဲ့ဆိုရင် ဒီမှာလက်ရှည် sleep lamp ss ဆိုတာလက်လက်ရှည်ဆိုတဲ့အဓိပ္ပာယ်ဟာလက်ရှည်ယူပြောတာမဟုတ်ဘူးเนาะလက်တို့ဖြစ်ဖြစ်လက်စကားဖြစ်ဖြစ်လက်ရှည်ဖြစ်ဖြစ်ပခုံးထိတ်ကနေကိုလိုချင်တဲ့လက်ရှည်ကိုမတို့က ss ဆိုပြီးတော့သုံးတယ် green line ဆိုရင် gs ဆိုပြီးသုံးတယ်နောက်ပိုင်းနောက်ထပ်အခေါ်ဝေါ်ကြီးလည်းအများကြီးရှိသေးတယ်အဲ့ဒါတွေကတော့အမနောက်မှတဖြည်းဖြည်းသင်ပေးသွားမယ်အခုကလိုအပ်တာပဲသင်ပေးထားတာအဲ့တော့မတို့ကရင်းဆိုတာနဲ့ bus b ကိုပြောတာပဲဆိုတာတန်းသိရမယ်အဲ့တော့ပုံသင်နီးမှာမားတို့က b လို့တွေးလိုက်တာနဲ့လဲ all the bus ယင်ကိုပြောတာပဲဆိုပြီးတော့တန်းသိရမယ်အင်္ဂလိပ်လိုလည်းသိရမယ်မြန်မာလိုလည်းသိရမယ်ပေါ့နော် w မြင်လိုက်တာနဲ့ wake car ကိုပြောတာပဲဆိုတာတန်းသိရမယ် h ကိုတွေးရနဲ့ all tin ကိုပြောတာဆိုပြီးတန်းသိရမယ် အဲ့လိုဒီမှာဒါဒီပုံသင်ကြီးတွက်တဲ့နေရာမှာအစားသွင်းတွက်တတ်မှာပေါ့နော်။ Okay အဲ့ဆိုရင်ဒီဟာလေးကိုအလုံးနားလည်မယ်လို့ထင်ပါတယ်။ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like and follow လေးလုပ်ပြီးတော့ comment လေးလည်းပေးသွားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်နော်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။နောက်ထပ်စီဟာလေးတွေကိုလည်းအမှဆက်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်။အားလုံးကျေးဇူးတင်ပါတယ်။